်မေလ18ရက်နေ့14ချိန်မြောက်ထင်ရှားပြတော်မူခြင်းအကြောင်း1858မတ်လ2ရက်နေ့ဘနတတာသည် ဂရိတိုင်းဝတ္တရားမပြတ်ဖဲမတ်လ2ရက်နေ့မှာဂူလိုင်းသို့သွား၏ရောက်လင်ရောက်ချင်းဒူးထောက်နေကြနေရ၌ဒူးထောက်၍စိတ်ပရိစိတ်၏စိတ်ပရိစိတ်စဉ်တွင် သူမ၏မျက်နာသည်အယောင်ပြောင်းလဲ၍ဇံဝင်ပြီး မိန်မောတွေ့နေသည်ကဲ့သို့ဖြစ်လာ၏ ယူပါယုံပျောက်ွယ်ပြီးနောက်သူငယ်မသည်ဒူးထောက်ရာမှထလာသောအခါသူမ၏မျက်နှာညှိုးငယ်နေသည်ကို တွေ့ရ၏သူမ၏ခြေလန်းတို့လည်းနေတိုင်းကဲ့သို့မသွတ်သူမ၏အပြင်ပအမူအရာလက္ခဏာများကိုမြင်ချင်းဖြင့်လည်းသူငယ်မစိတ်ညစ်နေသည်ဟုသိနာလေကြ၏တပံဂူလိုင်းတို့ရှုမျောလျက်မိမိအတော်နှင့်အတူအိမ်သို့ပြန်သွားလေ၏လမ်းတစ်လျှောက်လုံးမှာတယောက်နှင့်တယောက် စကားတခွန်းများမပြောဘဲနေပြီးညှို့ရင်းတို့ရောက်မှသာ အတော်ဖြစ်သူက သင်ဘဲကြောင့်စကားမပြောသည်နည်းဟုမေး၏သူငယ်မကရှိုက်ကြီးတငယ်ငိုလျက်ပြောသည်မှာကျမစိတ်အလွန်လေး၏သခင်မကယဟန်းတော်အားကြောင်းဆောက်ရန်ပြန်၍စေခိုင်းသောကြောင့်အပြောရခက်သောဖုံးတော်ကြီးကိုကြောက်၍ကျမစိတ်ပူပန်ခြင်းဖြစ်သည်ဟုပြန်ပြောလေ၏ အတော်ဖြစ်သူသည်ဘာမှမပြောဘဲတိတ်ဆိတ်စွာနေသည်ကိုမြင်လေချစ်ဖွယ်သော တူမက လက်ကိုဆွဲ၍အတော်ကျမနှင့်အတူဖုန်ကြီးကျောင်းသို့လိုက်ခဲ့ပါလင်ကျမဝမ်းသာပါလိမ့်မည်ဟုပြောလေ၏အတော်ဖြစ်သူသည်လည်းဤဖုန်ကြီးကိုအလွန်ကြောက်၍ငါသည်လည်းထိုယဟန်းကိုမြင်လင်ဒူးတုံပြီးစက်သီးထလာအောင်ကြောက်ပါသည်ဟုပြော၏ထိုယဟန်းတော်သည် ယိုသည်ကြီးညိုထိုက်ပါသည်သို့တော်လည်းသူဤမျက်နှာထားသည်အတွင်းစိတ်သဘောကောင်းခြင်းထက်အပြင်ပေါက်မှထင်ရှားသည်ကိုတွေ့ရပါသည်အတော်သည်တူမလေးကိုတနာသောကြောင့်တကြောင်မတော်လင်သခင်မမနစ်သက်မည်ကိုစိုးသောကြောင့်တကြောင်တူမနှင့်အတူចောင်းဘက်သို့သွားသောလမ်းတိုင်းလျှောက်သွားလျက်ဥယျင်ကိုဖြတ်၍ចောင်းကိုရောက်လေ၏ចောင်းရောက်ကြလင်ဖုံးတော်ကြီးသည် တို့ကိုဧကန်၌ထိုင်စေ၍အတော်ကိုဂယုမဆိုင်ပဲမျက်နှာထားတင်းသောအတန်နှင့်ဘနတ်တက်အားသင်ပါပြောရန်လာသည်လေသခင်မကတစုံတရာထမှလိုက်သေးသလားဘာမှလိုက်သည်လဲဟုမေ၏သူငယ်မသည် အတွင်းစိတ်၌မကြောက်နှင်းဟုနိုးစော်သံကိုကြားရပြီတကယ်သူစိတ်အားထက်သန်ခြင်းနှင့်ရှောက်ထားသည်မှာမှားလိုက်ပါသည်ဖျား ဂူလိုင်၌ចောင်းဆောက်ရန်ထမ္မာလိုက်ပါသည်သည်၎င်းအပြင်စီတန်းသွားလာပြီးဆွတောင်းမြတ်တာဆိုလျက်ထိုရက်တို့လာရမည်ဟုအပိုတစ်ခုမှလိုက်ပါသည်သည်ဟုဆို၏ဖုံးတော်ကြီးကတခဏမျှစဉ်းစားပြီးသည်မှာទីမခံနိုင်သောလက္ခဏာနှင့်ကြံကြံတန်တန်ဆိုလိုက်သည်မှာယခုပြောတော်မူသားတို့သည် သင်ပြောတော်မူသားတို့ထက်စံတင်လောက်တော်မူသားပေသည် ်သင်သည်လိန်ပြောကြောင်းထင်ရှား၏တို့ဒီမဟုတ် သင်မြင်ရသောသခင်မသည် အများထင်သောသူမဟုတ်ဟန်ဆောင်သူဖြစ်၏သူသည် စီတန်းလက်လက်ခြင်းကိုအဘယ်ကြောင့်အလိုရှိသနည်းယုံကြည်ခြင်းမရှိသောသူတို့ကဘာသာကိုတယောအောင်လောငါ့ကိုဖမ်းမိအောင်ထောင်သောကြော့ကွင်းသည်နေရမကြဖို့သခင်မကိုငါမသိချောင်းပြန်ပြောလောနာသည်သူ၏အလိမ်မခံမီကိုလည်းပြန်ပြောလော ထိုသခင်မသည် တောင်းသောအရာကို စီမံရန်အဘယ်သူနှင့်ဆိုင်သည်ကိုမသိအမိန်ပေးပိုင်သောသခင်မဖြစ်လင်၎င်းကိစ္စကိုဆရာတော်သာ စီမံနိုင်၍တင့်ကိုဆရာတော်ထံလွတ်မှတော်မည်ဟု နားလည်လိမ့်မည်တင်မြင်သောသခင်မသည် ဟန်ဆောင်သောသခင်မသာ ဖြစ်မည်ဟုပြန်ပြောလေ၏ဘနဲ့တတသည်ယဟန်တော်၏ကြမ်းတမ်းသောအပြောဆိုအမှုရာကို စိတ်မပြတ်ဘဲသူ့ကိုကြည်လျက် ကိုရောဖျားစီတန်းလက်လက်ချင်းလောက်ရမည်ဆိုသည်မှာယခုချက်ချင်းသခင်မဆိုလိုသည်မဟုတ်ပါ လူများစီတန်းလက်လက်၍ဤရက်တို့လာရန်အလိုရှိသည်ကိုသာ ပြောသဖြင့်ယခုချက်ချင်းလောက်ရမည်မဟုတ် နောင်ချိန်မှသာလှုပ်စီလိုကြောင်းသခင်မဆိုလိုသည်ကို တပြည့်တော်မှ နားလည်ပါသည်ဟုပြောလေ၏ယဟန်တော်သည် သူငယ်မှရှောက်ထားသော အချက်ကြောင့်အံ့ဩခြင်းစိတ်ရှုပ်ထွေးခြင်းဖြစ်ပြီး သူ့ကိုစိုက်ကြည့်လျက်သူပြောသောစကားသည်သူ့ရွယ်နှင့်မလိုက်သူ၏ပညာနှင့်လည်းမလိုက်အခြားသောသူတစ်ယောက်ကခြေလှယ်၍သင်ပေးနေသောစကားနှင့်တူ၏သင်ပေးသောစကားကိုကောက်ကျစ်သောသဘောနှင့်လိမ္မာစွာပြောတတ်သောမိန်းကလေးမဟုတ်ပါလောသူသည်တီတီကြည်ကြည်မျက်နှာဘိုးသေးစွာဖြင့်ပြောသောကြောင့်တာ၍မတင်ကားစရာဖြစ်သည်မဟုတ်ပါလော သူသည်မစင်စားပဲစိတ်ထဲ၌ရှိသည့်အတိုင်းပြောသောကြောင့်သူတစ်ပါးကိုလင်းရန်တာ၍လွယ်ကူသည်မဟုတ်ပါလောဟုဖုံးတော်ကြီးသည်စဉ်းစားလျက်မယုံသင်ကဖြစ်ပြန်၏တို့ရရင် လုံလောက်သောအခြေအနေမရှိသောကြောင့်ထုတ်မပြောပဲစိတ်ထဲမှသာထားလေသည် ထိုဖုံးကြီးသည်မိမိတွေ့ကြုံရသောစိတ်ရှုပ်ထွေးခြင်းများကို၎င်းဘာသာသူတို့၏အလဲ၌မိမိအခြေအနေကို၎င်း အချိန်ပေါ်ပေါက်လာသောအခါထိုမှုတို့ကို ဆုံးဖြတ်ရန်ဝတ္တရားရှိသည်ကို၎င်းတာရှည်စွာစဉ်းစားပြီးစိတ်တော်ကများနေတော်၏ထိုအတွင်းတွင်ဗနက်တ္တာသည် သခင်မစီခိုင်းသောအမိန်တိုင်းဆောင်ရွက်ပြီးပြီဖြစ်၍စိတ်ချလျက်ငြိမ်သက်စွာထိုင်ပြီးနောက်တနေ့၌သခင်မနှင့်ပြန်တွေ့သောအခါသခင်မသည် သူအားပြုံးမြဲတိုင်းပြုံးမြဲသည်ကို၎င်းဇံဝင်၍မိမောတွေ့ဝေလျက် ခံစားရမည်နှစ်သိမ့်မွေလျောခြင်းများခံရမည်ကို၎င်းတွေးတောလျက်ကြည်လင်သောမျက်နှာနှင့်စိုးရင်ကြောင်ကြခြင်းမရှိဘဲဖုံးတော်ကြီးကို စိုက်ကြည့်နေလေ၏ဖုံးတော်ကြီးကဆက်လက်စဉ်းစားသည်မှာယောသားဖြောင့်မတ်နှိမ်ချသောစိတ်နှလုံးနှင့်ဗာမျှလျှို့ဝှက်ခြင်းမရှိဘဲတဲ့တဲ့ပြောသော သူငယ်မကို လိန်လေကောက်ကြည့်၍ပြောတတ်သူတို့နှင့်ဘလို့ခွဲခြားရမည်အကြောင်းနားမလည်နိုင်ဖြစ်သည်ဖြင့် စဉ်းစားလေးလေးတိုး၍တိုး၍စိတ်ရှုပ်ထွေးလေးလေးဖြစ်သည်။သို့ရာတွင် ဝေဖန်ပိုင်းခြားခြင်းမပြုနိုင်သောအခါတို့၌ပြောမိပြောရအကြောင်းကို ကောင်းကောင်းနားလည်သူကဲ့သို့ပြောဆိုသည်မှာတင်နှင့်တင်းဤသခင်မသည်ငါဤစိတ်ကို ရှုပ်ထွေးအောင်ပြုကြ၏ထိုရှုပ်ထွေးတဲ့ကထွက်ချင်ရောက်လေပြီလူ့မျိုးယဟန်တော်ကရှင်းလင်းပြတ်သားစွာ သူလိုသည်ကိုတင်ဤသခင်မအားပြောပါလော့ ဖရာကြောင့်ဆောက်ခြင်းစီတန်းလက်လက်၍ဆုတောင်းမြတ်တာပို့ခြင်းကိုအလိုရှိ၏။ဤရာများကို တောင်းဆိုပိုင်သောအခွင့်ကိုညီသူထံကရပါမည်နီ။သူမသည်အဘယ်သူနီ။အဘယ်ကလာသည်နီ။ငါတိလိုသည်ကို သူအားပြောလော။ငါပြောလိုသည်မှာ သူသည်အယောင်ဆောင်သောသူမဟုတ်ပဲအလုံးထင်သောသခင်မှမှန်ခဲ့ပါကမိမိကိုယ်ကို၎င်းလိုသောအရာများရပိုင်သည်ကို၎င်းသိစေခြင်းကား လွယ်ကူသောနိလန်းကိုငါဖော်ပြမည်။သူရက်နေသောကြောက်ဆောင်မှာယခုအချိန်ကာလတိုင်အေးသောဆောင်းဥဒုဖြစ်၍နင်းစီတို့သည် အရွက်ကြွေလျက်အသေးကဲ့သို့ရှိကြ၏။၎င်းပင်များအရွက်အသစ်ပေါက်၍အပွင့်ပွင့်ပါစေဟုငါမြည်နှင့်ပြောလော။ယခုငါပြောသည့်အတိုင်းဖြစ်ပါလင်ငါယုံကြည်၍ဂူလိုင်းတို့ငါလဲသွားမည်ဟုဆို၏။ဖုံးတော်ကြီးကစိတ်ရှုပ်ထွေးသည်နှင့် ရှင်းနောက်ဝေဖန်ခြင်းမရှိဘဲပြောဆိုလိုက်၏ယေရှုခရစ်တုသည် အာတော်သူနတ်ဆိုပူတော်သူကို ချမ်းသာပေးပြီးသည့်နောက်အခြားသောတကူတော်ကို တောင်းသောဖာရိစေဦးနှင့် ထိုယဟန်တော်သည်တူ၏သူသည်၆သိသောနေရာကလက်နှင့်ရက်ယုံနှင့်ပင်ရေထွက်သည်ကို၎င်းထိုရင်နှင့်ယောဂအမျိုးမျိုးပျောက်သည်ကို၎င်းတိပါလျက်နှင့်တကူထက်၍ပြရန်တောင်းဆိုသည်၏ သူငယ်မနှင့်သူ၏အတော်တို့သည်ဖျားသခင်ကိုယုံကြည်ကိုးစားသောသူများဖြစ်၍ဟုံးတော်ကြီးပြောသောစကားကို ကြားသောအခါပြုံး၍နေကြ၏ဟုံးတော်ကြီးသည် သူတို့ကိုမကြည့်ဘဲထိုင်မြဲနေရာမှထိုင်ရက်တွေ့ဝေစဉ်းစားနေစဉ်ယိုသည်စွာကောင်းငြိမ်၍ထွက်သွားကြလေသည်ဥယျာဉ်ထဲသို့ရောက်တော့တူရင်းနှစ်ယောက်သည် အလွန်လေးသောဝန်ကို မိမိပခုံးပေါ်ကပြစ်ချခဲ့ရတဲ့ကဲ့သို့ အောင်မေ့ကြ၏ဘနတတာသည်သခင်မစေခိုင်းသောအမှုကိုအတ္တတဖန်ဆောင်ရွက်ပြီးသည်ဖြစ်၍ကောင်းပြီသင်သည်နားထောင်သောသူငယ်မဖြစ်သည်ဟုသခင်မကမိမိအားပြောမိစကားကိုစိတ်နှလုံးထဲ၌ကြားရတကယ်သူအောင့်မေ့၍အားရရွှင်လန်းနေ၏လူ့မျိုးဖုံးတော်ကြီးမူကဘနတတာလောက်စိတ်ငြိမ်သက်ခြင်းမရရှိ သူသည်တနာယီနနာယီကြာစဉ်းစား၍ဥယျာဉ်ထဲမှလမ်းလျှောက်နေ၏။ထိုချိန်တွင်အက်စတရယ်ရောက်လာ၏။ဟုံးတော်ကြီးသည်ဘန်နက်ဒက်တာပြောသမျှကိုအက်စတရယ်အားပြန်ပြောပြီးလင် ထိုကိစ္စကြောင့်မိမိစိတ်ရှုပ်ထွေးသည်ကို ဖွင့်ပြောလိုက်၏။စီတန်းလက်လက်ချင်းကိစ္စကို ခွင့်ပြုရန်ဆီယာရောသာဆိုင်သည်ဖြစ်၍ဘယ်အတွက်ကြောင့်မိမိထံရောက်လာသည်ကို နားမလည်နိုင်ဟုဆို၏။ ်အက်စတာရဲသည်သူငယ်မှပြောသောစကားတွင်ယခုမဟုတ်နောက်မှလောက်ရန်ကိုပြောသဖြင့်ယခုတိထားယုံနှင့်သာ ကိုရောအားတသက်ခံဖြစ်စေလိုသည်ဟုသူငယ်မှပြောသောစကားကိုရှင်းပြ၍သူငယ်မှမန်ကန်ချောင်းကိုပြောလေ၏ထိုအခါဖုန်းတော်ကြီးကတင်သည်ယုံလွယ်လွန်းလာပါတကားဟုဆို၏အက်စတာရဲသည်အမှန်ယုံပါ၏ကိုရောတင်သည်ထမကမဆောက်ဘဲကြောက်ဆောင်၌ဖះเจ้าကို အမှန်ဧကန်ဆောင်မည်စီတန်းလက်လက်၍ချင်းမွန်းထောဝနာပြုမည်ဟုတပြည့်တော်သင်္ဃာမဲ့ယုံကြည်ပါ၏တနေ့တနိုင်ခရုစုတိုင်းကိုရှေ့ဆောင်လျက်ကိုရောဤဘာသာသူတို့သည် အလံများကိုကိုင်းလျက်ဂူလိုင်းတို့သွားကြလိမ့်မည် ကိုရောသည်လည်းဝတ်လုံကိုယုံပြီး လိုက်ပါမည်ကိုရောကလက်တဏီတန်း၍မေရောမာရိယာဟုဆိုသည့်အခါတပြည့်တော်တို့ကကျွန်ုပ်တို့ဖို့ငါဆုတောင်းတော်မူပါဟု ဆိုကြလိမ့်မည်ဟုပြန်ပြောလေ၏တို့ဖြစ်냐တော့လေထိုချိန်၌ရဟန်းတော်၏ဉာဏ်မျက်စိတို့သည်အေးမောက်ရွာသို့သွားသောတပည့်တော်ကြီးနှပါတို့၏မျက်စိကဲ့သို့ချုပ်ထားလျက်ရှိသောကြောင့်မြင်ရတော်လည်းမသိပေထိုဖုံးတော်ကြီးသည်လူ့တခင်မ၏ရွှေစိတ်လူကိုမသိသိလည်းမသိနိုင်သိခဲ့လင်ထိုထူးဆန်းသောနင်းစီပန်းပွင့်ရန်တကိုးကိုတောင်းမည်မဟုတ် မေတော်သည်ကြောက်ဆောင်၌ထင်ရှားသောတကူတော်များကိုပြရန်အလိုရှိသည်ထက် အပြစ်ရှိသောသူတို့နောင်တရရန် မထင်ရှားသောတကူများကို ပြလိုတော်မူသည်အပြစ်ရှိသောသူကိုတရားကြစေသော တကူတော်သည်နင်းစီပင်ကိုပွင့်စေသောတကူထက်သာ၍ကြီးကျယ်မြင့်မြတ်၏စိတ်၌ကြံပေါ်လာသည့်အတိုင်းအမှန်ဟုမဆုံးဖြတ်သင်ပြာဒခင်ထမလာတော့ကြံဟုတ်မဟုတ်စဉ်းစားသင်၏ထိုဖုံးတော်ကြီးသည် မကြံတက်အောင်စိတ်ရှုပ်ထွေးလာသဖြင့်နမိတ်လက္ခဏာတောင်းလိုက်၏ထိုသို့မတောင်းထိုင်အမှန်ကိုနားလည်နိုင်သောအလင်းကိုသာ တောင်းသင့်သည်နင်းစီပင်ပွင့်ခြင်းနှင့်နောင်လာနောက်သားရိနှလုံးကိုကြော့ပြောင်းကြည်နူးခြင်းမဖြစ်နိုင်တကူတော်ကိုလိုလားသည်ဆိုလျှင်သူ၏မျက်မှောက်တွင်ဘူရီရဲ့မျက်စိအလင်းပြန်ရခြင်းအခြားယောဂအမျိုးမျိုးပျောက်ကင်းခြင်းစသော တကူလက္ခဏာများဖြစ်ကြကုန်၏ ဗန္နတတ၏ဝိညာဉ်ကိုသိနာလည်ရန်စုံစမ်းခဲ့ပါလင်ဖျားသခင်တကူတော်ကိုမြင်ရပြန်၏တတိလိမ္မာခြင်းမဲ့သော သူငယ်မသည် မေရော်နှင့်တွေ့သည့်နေ့ကဆ၍ပါရမီများလေ့ကျင့်သဖြင့်ဖြောင့်မတ်ခြင်းတရားလမ်းဆုံးသို့ရောက်၍ယန္နာများပြောသောစကားကိုပင် ပြောလေရှိ၏အကယ်စင်စစ်ထိုယိုးသားသော သူငယ်မသည်ဖျားသခင်၏တကူတော်အားဖြင့်သာလင် ကောင်းငင်သားတို့ဤတန့်ရှင်းခြင်းနှင့်တူသောတန့်ရှင်းခြင်းတို့လင်းမြန်စွာရောက်နိုင်၏သို့တော်လည်းထိုဖုံးတော်ကြီးသည်ဤတကူတော်တို့ကိုတရိမထားမိသောကြောင့်မမြင်ပေမေရောမာရိယာသည်ဟန်းတော်တောင်းသောတကူတော်ကိုပြတော်မူမူထို့ကြောင့်ယုံကြည်ခြင်းနဲ့သောသူအချို့တို့ကနောက်ဆုတ်ကြ၏မယုံသောသူတို့မူကားဝမ်းသာဝမ်းမြောက်ကြကုန်၏နောက်တည့်ရက်မတ်လ3ရက်နေ့တွင် ခါရိုင်းနေများကဲ့သို့ယူပါယုံသခင်မမပေါ်လာသောကြောင့်တရားမဲ့သောသူတို့ကထင်ရှားသောသခင်မသည်တသက်ခံလက်မှတ်ကို တောင်းသောအခါမပြနိုင်ရဲဝံတောက်သည်ယူပါယုံသခင်မကိုတက်ရန်တပြည့်ကျော်နေရောက်ကိုစေလွတ်စင်ကမအောင်မြင်ခဲ့ဖောင်းတော်ကြီးကရဲဝံတောက်ထက်ညံပိုင်၏သူသည်ယူပါယုံသခင်မအားသူကိုယ်သူတက်ရန်အမိန့်ပေးလိုက်သည်ဟုတယောပြောချာ၏ အချို့တို့ကလည်းဖုံးတော်ကြီးသည် ယူပါယုံသခင်မကိုလည်းမထိခိုက်ပရိသတ်တို့အားလည်းမထိခိုက်အောင်ပြောတတ်၏အကျံစီပြောဆို လိမ္မာပါပေသည်ဟုချင်းမွန်ပြောဆိုကြ၏25နှစ်တိုင် ကိုတချမ်းသေးနေသူတကိုယ်တော်ရင်နဲ့ပျောက်ကင်းခြင်းအကြောင်းလူ့မျိုးဤစင်ကြီးဖုံးနိုင်နေသူမာဒလီနာ ရူဇန်ခေါ်သောမုဆူမတယောက်သည် ကာလနာယောဂဆွဲကပ်၍အသက်မသေးညာတော်လေ၎င်းယောဂဤတံပြင်းထန်သောကြောင့်ဒီကိုလုံးနာခြင်းကြိုက်ခဲ၍ဒုက္ခဝေဒနာကို25နှစ်တိုင်တိုင်ခံရသည်ဖြစ်၍ကိုတချမ်းသေးတကဲ့သို့ဖြစ်ပြီးလင်မတော်မလာနိုင်ရှိလေ၏သူတစ်ပါးကုညီဆောင်မခြင်းကိုအမိပြုမှသာလင်အိတ်ခမ်းအိမ်ယာမှထ၍အနှဲငယ်သွာလာခြင်းကို ပြုနိုင်ပေ၏ အနီးနား၌ရှိသောဖျားဆောင်တို့သူတစ်ပါးပို့ဆောင်မှသာလျှင် အားထုတ်ကြိုးစား၍တစ်နှစ်တွင်နှစ်ကြိမ်သုံးကြိမ်လောက်သာလိုက်နိုင်ရှာ၏။ကျောင်းတွင်းသို့ရောက်လျင်လဲဒူးထောက်ခြင်းထခြင်းတို့ကို သူတစ်ပါးကကူညီပေးမှသာလုပ်နိုင်လေသည်။အိယာ၌လဲတစ်ဖက်ကတစ်ဖက်ကိုစောင်းရန်တည်နေသောလက်ကိုကမ်း၍ရွှေ့ပြောင်းပေးရ၏။ထိုဒုက္ခဝေဒနာများသာမကား နေ့တိုင်းသွေးအန်ချင်းဖြင့်ကောင်းသောအစာအဟာရကိုပေးကြတော်လဲမစားသုံးနိုင်အမဲသားဟင်းနှင့်တင့်လျော်သောအသားများကိုကြိုပြုတ်သောအရေးကိုသာမိဝဲသုံးဆောင်ရ၏ဤသို့ဒုက္ခဝေဒနာများကို ခံစားရလျက်ကိုတချမ်းသိနေသည်ဖြင့်ပူပြင်းသောရာသီဥတုချိန်၌ပင်အေးချမ်းလာသောကြောင့်နေ့စဉ်နှင့်အမျှမီးလုံ၍နေရရှာသည် ထို့သို့အရွယ် အမျိုးသမီးမှာ24နှစ်တိုင်တိုင် ပြင်းထန်စွာသောယောဂကို ခံစားရသဖြင့်အင်အားကုန်ခန်းပြီး နောက်ဆုံး18လမှာအကြိုက်ခဲယောဂတိုးလာပြီးလင်လက်ဝဲဘက်ကထုံကျင်ကြိုက်ခဲဒီကိုယ်လုံးဖောရောင်လာပြန်၏ထိုဝေဒနာများကို ခံစားရသောကြောင့်အိယာမအနှဲငယ်မြမထနိုင်တော့ချေအသက်မဲ့သောတစ်တုံးကဲ့သို့ထင်းရတော့၏သူ့လက်သူ့ခြေကိုနေရာပြောင်းရွှေ့မှ မသိတော့ဘဲထိချင်းအာယုံကိုမသိနိုင်တော့ပြီအဲ့ရမှာမထနိုင်သောအချိန်ကြာမြင့်လာပြီဖြစ်၍အဲ့ရပုံးပဲ့သောအနာများဖြစ်က သွေးရစည်းနေသည်ကိုမြင်ရသူအပေါင်းတို့သည် အလွန်ကျင်နာတနာကြ၏ဆရာဝန်တို့ကလည်းဤလူနာသည်ဘယ်နည်းနဲ့မှ ချမ်းသာတော်မည်မဟုတ်ဘာသာဝတ္တရားအတိုင်းဆောင်ရွက်ရန်ရှိသောဆက်ကရမန်တူများနှင့်နောက်ဆုံးကောင်းကြီးမင်္ဂလာခံယူရန် တတိပေးကြ၏လူနာသည်လည်းကြီးစွာသော အကိုက်ခဲနှင့်အထွေထွေသောယောဂါများကိုတီးခံလျက်တေရမြင့်ချင်းကိုစောင့်လျက်နေတော်၏နောက်တညတွင်ယောဂါထတ်တိုးပြန်သဖြင့်လူနာကိုအကြည့်ရှုလာသောဖုံးတော်ကြီးနှင့်ဆရာဝန်ဆွေမျိုးသားချင်းတို့သည်ဤလူနာသည် မိုးလင်းထီအောင်ခံတော့မည်မဟုတ်ဟုအချင်းချင်းပြောဆိုကြလျက်အိမ်သို့ပြန်သွားကြသဖြင့် လူနာကိုကြည်ရှုပြုစုသော သမီးတယောက်ထဲသာကြံရစ်ခဲ့လေ၏။ဒေဝနိဗ္ဗာန်ဖြစ်သောလူနာက လူတို့အစွမ်းဖြင့်ယောဂမပြောက်ကင်းတော်လေ။ဖျားသခင်တကူတော်နှင့်ပြောက်ကင်းနိုင်သည်ဟုစိတ်နှလုံးထဲမှယုံကြည်လျက်ညီသည့်ဆုကျေးဇူးကိုမစိုးအလိုရှိတိုင်းပေးတော်မဲတော်ထံချမ်းသာပေးသနာတော်မူပါဟု ကြီးစွာသောယုံကြည်ကိုးစားခြင်းနှင့်တောင်းလျှောက်ပြီးမှတကူတော်နှင့်ထွက်သောရေတစ်ခွက်ကိုရလို၏။ ဤရေဖြင့်မေရောသခင်မှဆောင်းမခြင်းနှင့်ငါ၏ယောဂပျောက်ကင်းချမ်းသာပါလိမ့်မည်ဟုမိမိသမီးအားပြော၏သမီးကယနေ့အိမ်နီးချင်းအမျိုးသမီးတယောက်ဂူလိုင်ကပြန်လာပါသည်။သူမထမတကူတော်ရေပါလာပါ၏။သို့သောအခုညအချိန်ဖြစ်၍အမိတယောက်ထဲပြစ်မထားရပါ။အိမ်နီးနာချင်းများလည်းအိမ်နေကြသည်ဖြစ်၍နက်နက်စောစောမှယူပေးပါမည်ဟုပြော၍လူနာသည်တိတ်ဆိတ်စွာနေလေ၏။ နက်နက်မိုးလင်းသောအခါတနင်းငွေနေ့ဖြစ်သဖြင့်ဖះเจ้าခေါလောင်းများကသတင်းပွဲတော်နေဟု၍နိုးစော်တတိပေးစဉ်သမီးသည်အိမ်နီးချင်းထံသွား၍တကူတော်ရီတပလင်းရခဲ့၏အမိအားဝမ်းမြောက်ဝမ်းသာတကူတော်ရီကိုပေး၍မေတော်သည်မိခင်ကိုချမ်းသာပေးတော်မူပါစေဟုဆုတောင်းပြီးလင်နည်းနည်းတိုက်လိုက်၏အမိသည်တောက်ပြီးလင်ငါသည်အသက်ရေကိုတောက်လိုက်ရ၏ဟုဆို၏ ညနာမှစ၍တကူလုံးရောင်နေသောနေရာများကိုလိမ့်ပေးပါဟုဆိုလင် သမီးသည် တုံလုံးလျက်မိမိလှုပ်သောအလုတ်ကိုမသိဘဲအဝတ်တစ်ခုကို တကူတော်ရေဆွ၍ညနာကစဆေးကြောလေသောရုတ်တရက်ကြည်လင်တန်မာသောအတန်နှင့်ပျောက်ပြီးအဟုတ်မှန်ပျောက်ပြီးဟု ထဆိုလေ၏ဤသို့မိခင်ကဆိုတော်လဲဖောရောက်နေသောလက်မောင်းရှင်းလက်တို့ကို တကိုးတော်ရင်နှင့်ဆေးကြောသည့်အခိုက်အယောင်ရော့၍တစ်ချက်တည်းပျောက်ကင်းလင်အသားရည်များလည်းပဂရိတိုင်းဖြစ်လာတော်၏။သမီးသည်အံ့ဩလျက်ဝမ်းသာလုံးဆုကဝမ်းမြောက်ဝမ်းသာခြင်းနှင့်အမိကိုကြည်နေ၏။25နှစ်တိုင်တိုင်ကြာရှည်စွာခံစားရသောဝေဒနာသည်1မိနစ်2မိနစ်တွင်ယူပြစ်သလိုပျောက်ကင်းသွားတော်သည်။ထိုအခါလူနာသည်သူဝမ်းမြောက်ဝမ်းသာခြင်းနှင့် ကျွန်ုပ်အသက်ချမ်းသာပါပြီ။မေတော်ဤအတိုင်းမသိကြီးမြတ်သောမဟာကရုဏာတနာခြင်းကို ခံရပြီဟု အော်ဟစ်လိုက်၏။ဤသို့မေတော်ကိုကျေးဇူးတင်ပြီးဗိုက်စာသောကြောင့်အစားအစာပေးပါဟုသမီးအားပြော၏။သမီးကကော်ဖီတောက်မလား၊နွားနို့တောက်မလားဟုမေးသောအခါအမိကလူမမာစာစားခဲ့ရသည်မှာ24နှစ်တိုင်ကြာခဲ့ပါပြီ။လူအများစားသောအစာကိုပေးပါဟုဆို၏။ သမီးကအသားဟင်းလျာမုံကိုပေးသဖြင့်အမိသည်ပဂရိကျမ်းမာတော်သူကဲ့သို့ငြိမ်ရှက်စွာစားလေ၏ထို့နောက်အမိသည်ယခုအဲ့ရထတော်မည်ဟုဆို၏သမီးကရိုးရိုးပြောက်ကင်းသည့်ဝေဒနာများကဲ့သို့နလန္ဒဖြစ်လိမ့်မည်ထင်သောကြောင့်အဲ့ရကထ၍မဖြစ်သေးပါဟုပြန်ဆိုသည်အမိသည် သမီး၏စကားကိုနားမထောင်ဘဲငါအဝတ်လဲလို့သည်ငါ၏အဝတ်များကိုပေးပါဟုမယမကတောင်းလေ၏ ထိုဝုတုသည်အယကန်းတွင်မရှိ လူနာသေးတော့မည်ထင်၍သမီးသည်အဝတ်ထည်များကို လုံခြုံသောအခန်းတစ်ခု၌စုယုံသိမ်းဆဲထားသဖြင့်ချက်ချင်းမပေးနိုင်ပဲတွားယူနေစဉ်အမိဖြစ်သူသည် မဆောင်နိုင်တော့ပဲမေတော်အားဂျေစုတင်မြတ်တာဆိုခြင်းသောစိတ်ကြီးလာသောကြောင့်ရှိရင်အဝတ်နှင့်ပင်မေတော်ဤရုပ်ပုံကားဆွဲထားသောနေရာသို့ရုတ်တရက်ထသွား၍ရိုသေစွာဒူးထောက်ပြီးလင်း ကြီးညိုခြင်းကြီးစွာနှင့်ဆုတောင်းနေ၏တခဏချင်းတွင်သမီးသည် အဝတ်ယူပြီးပြန်လာ၍အခန်းတကားကိုဖွင့်လိုက်ရာမေရော်ရုပ်ပုံကားရှိတွင်ဒူးထောက်ရှိခိုးနေသည့်မိခင်ကိုမြင်သောအခါကြောက်အားလန့်အားနှင့် အော်လိုက်သည်နှင့်တစ်ချက်တည်းလက်မအဝတ်များလွတ်ကြလေသည်ကြောက်ရွံ့တုန်လှုပ်ခြင်းအားကြီးလာသောကြောင့်အမိအားအဝတ်များကိုဝတ်ဆင်ရန်မကူနိုင်ပဲအံ့အားသင့်ကား တကားတိုင်ကိုမိနေလေ၏ထိုနေ့သည်တနင်္ဂနွေကျောင်းဆင်းချိန်ဖြစ်၍သမီးအော်တန်ကိုကြားကြသူတို့သည်ညကတေမိဆဲဆဲဖြစ်နေသည်ကိုလည်းသိသဖြင့်သူ၏အမိသေးရှာလေပြီထို့ကြောင့်ငိုကြွေးနေပြီဟုထင်ကြ၏အချို့ဆွေမျိုးဖြစ်သူတို့ကမိန်းကလေးကိုနှစ်သိမ့်စင်းမြစ်ကျန်းနှင့်အိမ်ထဲသို့ဝင်ကြသောအခါတကားကိုမိလျက်ရှိသေးသည်ကိုမြင်လျှင် ချစ်သမီးအမိသေးပြီးဝမ်းမနေပါနဲ့ကောင်းငင်မုံမှာတွေ့ရပါလိမ့်မည်ဟုပြောကြ၏မိန်းကလေးကကြောက်ရွံ့ခြင်းအားကြီးလာ၍တုန်လှုပ်သောအတန်နှင့်မိခင်ယောဂပျောက်ကင်းပါပြီဟုပြန်ပြောလေသောမိန်းကလေးသည်ဗျမ်းပရာပြောသည်တနာဝယ်ကောင်းလေစွာဟုဆိုရင်အခန်းထဲသို့ဝင်လာကြ၏လူနာသည်အမှန်ပြောက်၍ဒူးထောင်နေသည်ကို မြင်ကြသောအခါတကူတော်ရင်နှင့်ပျောက်ကင်းကြောင်းသိကြ၍ အားလုံးတူတကွမေရော်ရုပ်ပုံရှိမှဒူးထောက်ပြီးကျေးဇူးတင်မြတ်တာဆိုကြလေ၏ဆုတောင်းကြဆို O Lord သခင်မသခင်မ၏သားတော်သည်မိမိရှင်မြန်ထမြောက်တော်မူခြင်းခိုင်ခံ့သောတသက်ရှိစေခြင်းကတန်တော်မအားယုံမသင်ကဖြစ်စေရန်အခွင့်ပြုတော်မူတကယ်သောဂူလိုက်မှာဖြစ်ပျက်သည်မြန်ချောင်းမငင်းခုန်နိုင်အောင် ထင်ရှားသောတသက်ရှိစေခြင်းကလူမျိုးចောင်းနိုင်ဖုံးတော်ကြီးအားမယုံတင်ကဖြစ်စေတော်မူ၏။ယုံကြည်ခြင်းကိုကျွန်ုပ်တို့အတူယူရန်ပုံစံဖြစ်တော်မူသောဩသခင်မှာအသင်းတော်ကမစစ်ဆေးမဆုံးဖြတ်သေးသော အချက်များကို ထိုယဟန်တော်ကဲ့သို့လင်းမြန်စွာမယုံဘဲယုံကြည်ရန်တွင်တင်သောအချက်များကိုခိုင်ခံ့သောယုံကြည်ခြင်းဖြင့်ယုံကြည်၍ယုံကြည်သည့်အလျောက်တည်ကြည်ဆုံးလင်းစွာ ရက်ဆောင်နိုင်ပါမည်အကြောင်းယေရှုပြုတော်မူပါအာမင်။အိုလုဒ်သခင်မှာကျွန်တော်တို့ဖို့ငါဆုတောင်းတော်မူပါ